ဒီကနေ့အော်တိုဘာလ18ရက်နေ့စိန်လုကရှင်လုကာရဲ့ပွဲနေ့ဖြစ်ပါတယ်ရှင်လုကာအေဝံဂေလိကျမ်း အခန်းကြီး30အခန်းငယ်1မှ9ထို့နောက်ကိုရောသည်အခြားသောတပည့်တော်အပါး80တို့ကိုရွေးကောက်ပြီးလင်းကိုရောတိုင်းကြွရောက်မည်မြို့ရွာအသီးသီးသို့နှစ်ပါးစီကြိုတင်စေလွတ်တော်မူ၏ထိုအခါကိုရောကသူတို့အားမိန်တော်မူသည်မှာ ရိတ်သိမ်းစရာအသီးအနှံများစွာရှိ၏လှုပ်ဆောင်သောသူတို့မူကားနှဲကြ၏ထို့ကြောင့်မိမိလေကွင်းထဲသို့လှုပ်သားများကိုစေလွှတ်မိအကြောင်းလေပိုင်ရှင်ကိုတောင်းလျှောက်ကြလော့။သွားကြလော့။ဝံပလွေတို့အလယ်၌သိုးငယ်များကဲ့သို့တင်တို့ကိုငါစေလွှတ်၏။ပိုက်ဆံအိတ်ကို၎င်း၊လွယ်အိတ်ကို၎င်း၊ဖနက်ကို၎င်းတင်တို့ယူဆောင်မသွားကြနှင့်။လမ်း၌လည်းမြည်သူကိုမျှနှုတ်မဆက်ကြနှင့်။မြည်သည့်အိမ်တို့မဆိုတင်တို့ဝင်ကြသောအခါဤအိမ်၌ ငြိမ်ချမ်းသာရာခြင်းရှိပါစေဟုဥစွာနှုတ်ဆက်ကြလော့ငြိမ်ချမ်းသာရာခြင်းကိုလိုလားသောသူသည် ထိုနေရာ၌ရှိလျင်သင်တို့၏ငြိမ်ချမ်းသာရာခြင်းသည်သူ့အပေါ်သို့တက်ရောက်လိမ့်မည်သို့မဟုတ်လျင်၎င်းသည်သင်တို့ထံသို့ပြန်လာလိမ့်မည်သင်တို့သည်ထိုအိမ်တွင်နေပြီးလျင်သူတို့တည်ခင်းကြွေးမွေးသည်များကိုစားတော့ကြလော့အကြောင်းမူကားအလုတ်လုတ်သောသူသည်မိမိ၏လောက်ခါကိုရထား၏တိမ်မတိမ်သို့မွှေ့ပြောင်းချာနှင့်မြည်သည့်မြို့သို့မဆိုသင်တို့ဝင်ကြ၍ လူတို့သည်တင်တို့ကိုလက်မခံကြလင်းတင်တို့ရှေ့တွင်တဲခင်းကျွေးမွေးသည်များကိုတင်တို့စားကြလော့ဤအရာ၌ရှိသောလူနာများကိုယောဂါပျောက်ကင်းစေကြ၍ဖျားသခင်၏နိုင်ငံတော်သည်တင်တို့နှင့်ဤလာပြီးဟုသူတို့အားဆိုကြလော့ဟု မိန်တော်မူ၏ယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်စိန်လုခရဲ့ဧဝံဂေလိကျမ်းဟာ စာပေအရေးသားအရအချက်လက်အထားတို့ရအပြောင်းအမြောင်းဆုံးအဝင်ဂလိကျမ်းဖြစ်ပညာရှင်များကသုံးသပ်ထားကြပါတယ်သူဟာခေပညာတဲ့တယောက်ဖြစ်တယ်တမားတော့တယောက်ဖြစ်ပြီးစီးရီးယားလူမျိုးတူဦးလည်းဖြစ်ပါတယ်စိန်ဘောရဲ့မြေထဲပင်လယ်တခြားလှဲ့လဲသွားလာတဲ့သာသနာပြုလုပ်ငန်းတွေမှာ ကိုယ်တိုင်ကိုကြပါဝင်ခဲ့တဲ့ပုံကိုအဖြစ်တွေ့ရပါတယ်ဂျူးမဟုတ်တဲ့တခြားသော လူမျိုးများအတွက်အင်္ဂလိပ်သတင်းကောင်းတည်ဆောင်ပေးတဲ့ပုံကိုအဖြစ်လဲပဲသတ်မှတ်ခြင်းကွန်ပျူတာခံရတာကိုတွေ့ရပါတယ်သူအင်္ဂလိပ်ကျမ်းရဲ့ထူးခြားချက်တွေများစွာရှိပါတယ်အဲ့ဒီထဲမှာမှဒီနေ့ခေတ်ဒီနေ့အချိန်နဲ့ကြိုက်တဲ့အချက်များစွာကိုလည်းပဲကျွန်တော်တို့တွေ့ကြပါတယ်ကျွန်တော်တို့လောကကြီးဟာ ဖြာနာနေပါတယ်ဖွဲ့စည်းအသေးအကြီးအလိုက်စိတ်ဝမ်းကွဲပြားနေတဲ့ အခြေအနေလေးလေးတွေလည်းပဲရှိပါတယ်အခွင့်အရေးချို့နှိမ်ခံရတဲ့အခြေအနေမျိုးပြောရဆိုခွင့်မရှိတဲ့အုပ်စုလေးတွေအဖွဲ့အစည်းမှာဘေးအပြင်ပရောက်နေတဲ့ပုံကူလေးတွေလည်းပဲရှိပါတယ်ဒီလိုအဖြစ်အခြေအနေမျိုးမှာရှိနေတဲ့သူများအတွက်ဒီအင်္ဂလိပ်ကျမ်းဟာ UDP ရေးထားနေတယ်လို့မျိုးသုံးသက်လို့လဲကျွန်တော်တို့မမှားပါဘူးကျွန်တော်တို့တူးစီရအတွင်းသားမှာ အစိမ့်စိမ့်အမှားမှားကွဲလွင်နေကြတဲ့အဖြစ်မှကြီးရှိနေကြပါတယ်ကုသချင်းလိုပါတယ်ဖျားသခင်တနာချင်းကိုလိုပါတယ်နှစ်သိမ့်ချင်းလိုနေပါတယ်ပြန်လဲတိဆောက်ဖို့လိုအပ်နေတဲ့အခြေအနေမှာရှိနေပါတယ်ဒါကြောင့်သူ့အထဲမှာပဲဒါလျင်ပါတဲ့ပုံဥပမာတွေကိုလည်းပဲကျွန်တော်တို့တွေ့ရပါတယ်ကောင်းသောဆမာရိတန်ပျောက်သောသားလာဇရနဲ့တထေကြီးစတဲ့ ပုံဥပမာတွေကိုလည်းပဲတွေ့ရှိရပါတယ်ဒီအဖြစ်ပြက်တည်းဟာကျွန်တော်တို့တယောက်စီရဲ့အဖြစ်ပြက်ဖျားသခင်စီကဝေးတယ်ရှိရင်စွဲဖျားသခင် အနှင်းထားတဲ့ဂုံတိတ်ခါကျွန်တော်တို့စီကချုပ်ခွာခံနေရပြီးအတွင်းသက်မှာအမြဲတမ်းပဲလိုက်လံရှာဖွေပြီးတဝဲလဲလဲဖြစ်နေကြတဲ့လူဘက်မပြည့်တဲ့နှစ်သိမ့်အာရခြင်းမရှိတဲ့လူစားတိကိုလည်းပဲကျွန်တော်တို့တွေ့နိုင်ပါတယ်ဒီလိုပုံကူမျိုးတွေအတွက်လည်းပဲသူ့ရဲ့အင်္ဂလိပ်ကျမ်းဟာရည်ရွယ်ပြီးတော့ အထူးအသာပေးရေးသားထားတာကိုလည်းပဲတွေ့ရပါတယ်ဒီအင်္ဂလိပ်ကျမ်းနဲ့တမန်တော်ဝတ္ထုကလည်းပဲတဆက်ထဲဖြစ်တယ်ဆိုတဲ့အချက်ကိုဒီနေ့မှာကျမ်းသာရှင်အတော်များများကသဘောတူလက်ခံလာကြတာအချက်လက်နဲ့တကားညွှန်ပြထားတာကိုကျွန်တော်တို့တွေ့ကြရပါတယ်အင်္ဂလိပ်ကျမ်းရဲ့ထူးခြားချက်ကတော့ဖျားသခင်တနာခြင်းကိုဖော်ပြနေခြင်းလည်းပဲဖြစ်ပါတယ်ကိုယ့်အချင်းချင်းပြန်လဲကူညီဖို့လိုတယ်အထူးသဖြင့်စင်သားများကူညီဖို့လိုရဆိုတဲ့အကြောင်းကိုလည်းပဲအထူးအသားပေးဖော်ပြထားတာကို တွေ့ရပါတယ် လက်ရှိမျက်မှောက်ခေကျွန်တော်တို့ရဲ့ရာမင်းကြီးများအဆက်ဆက် တိုက်တွန်းခဲ့တဲ့စီရင်သားများဦးစားပေးကူညီရမယ်ဆိုတဲ့အချက်ဟာလည်းပဲပေါ်လွင်ထင်ရှားစွာ တွေ့ရှိရပါတယ်ကဲတင်ချင်းဟာတစုတဲ့အတွက်မဟုတ်ဘူးလက်ရွေးစင်းအဖွဲ့သေးသေးလေးတော့မဟုတ်ဖဲအားလုံးနဲ့ဆိုင်တဲ့ Universal Salvation ဆိုတဲ့အချက်ကိုလည်းအသာပေးဖော်ပြထားတာကိုတွေ့ရပါတယ်အမျိုးသမီးများဒုက္ခရောက်နေသူများအပယ်ခံအခွင့်အရေး ဆုံးရှုံးနေတဲ့ပုံကူများအတွက်ကိုလည်းပဲအထူးအသာပေးရေးသားထားတာကိုတွေ့ရပါတယ်။နောက်ထူးခြားချက်တစ်ခုကတော့ယုံကြည်ခြင်းအကြောင်းပိုင်းဖြစ်ပါတယ်။ယုံကြည်ခြင်းကိုလက်ခံရရှိပြီးပြီ။ဘယ်အရာနဲ့မှနှိုင်းလို့မရအောင်မြင့်မြတ်တဲ့တန်ဖိုးကြီးမားလာတဲ့ဒီယုံကြည်ခြင်းကိုရရှိပြီးဖြစ်တဲ့အတွက်ကြောင့်ကြံသောအရာများကိုယုံကြည်ခြင်းလောက်တန်ဖိုးမထားဖို့ကိုလည်းပဲအထူးအသာပေးတိုက်တွန်းညွှန်ပြထားတာကိုကျွန်တော်တို့တွေ့ကြရပါတယ် Gospel of Prayer ဆူတောင်းခြင်းအကြောင်းကိုလည်းအသာပေးဖော်ပြထားတယ်။အင်္ဂလိပ်ကျမ်းမာတွင်မကဘူး။တမန်တော်ဝိထုမှာပါဆူတောင်းခြင်းအကြောင်းတူးစီရဲ့ဆူတောင်းခြင်းအကြောင်းသခင်ယေရှုရဲ့ဆူတောင်းခြင်းအကြောင်းအဖွဲ့အစည်းတစ်ခုလုံးရဲ့ဆူတောင်းခြင်းအကြောင်းမေတော်ပါဝင်တဲ့အသင်းတော်ရဲ့ဆူတောင်းခြင်းအကြောင်းအခက်ခဲချိန်မှာဆူတောင်းခြင်းအကြောင်းဒီချက်တွေကိုလည်းပဲစုံလင်စွာဖော်ပြထားတာကိုတွေ့တဲ့အတွက်ကြောင့်သူ့ရဲ့ကျမ်းစာကိုအင်္ဂလိပ်ကျမ်းကို Gospel of Prayer ဆူတောင်းခြင်းရဲ့အင်္ဂလိပ်ကျမ်းဖြစ်လဲပဲ တင်စားထားတာကိုတွေ့ကြပါတယ်။ကျမရဲ့ဝန်ထမ်းများလူမှုကယ်ဆယ်ရေးဝန်ထမ်းများပကြီဘူဘူးပညာရှင်များအတွက်အားကိုးရာမိုင်းမရာယဟနာတပါဖြစ်ပြီးသားသက်လုပ်ငန်းကိုလုပ်ကင်နေကြတဲ့ပုဂ္ဂိုလ်များတောင်အားကိုးမိုင်းမတဲ့ယဟနာအဖြစ်ကျွန်တော်တို့သိကြပါတယ်။သူ့ရဲ့အင်္ဂလိပ်သတင်းဟာထိမိတဲ့သတင်းလက်တွေ့ကြတဲ့သတင်းတကယ်အဖြစ်မှန်ကို ဖော်ထုတ်ပေးတဲ့သတင်း မျောလင့်ချင်းနဲ့ပြေဝစီတဲ့တည်င်းဖြစ်ပြီးယုံကြည်ခြင်းကိုထဲ့သွင်းပေးတဲ့တည်င်းကောင်းလည်းပဲဖြစ်နေတာကိုတွေးကြရပါတယ်။ Saint Luke Pray for us